သွားတယ်ဆိုလို့ရှိရင်ဒါဖြုံးသိရမကြအကြောင်းတက်ခဲ့တယ်ဘွာလေးတွေတတိယရယ်ငယ်တော့ပြန်တော့ငယ်ချင်းလဲចောင်းစာတော့မတက်ချင်းဟာအများကြီးပဲငယ်ငယ်တော့ကဲအချစ်တော်ပဲမေးတာเนาะကဲကလေးနဲ့သူထမင်းစားခဲ့တယ်အဲသူတို့ဘုံဟာအကြောင်းလေးတွေကိုမအားလို့သိချင်ဟိုပြန်ပြီးတော့မေးခဲ့တဲ့အခါမှာအဲသူတို့ကစိုးတာလေးတွေလည်းချစ်ဖို့ကောင်းတယ်သူတို့စိုးတာလေးတွေလည်း ဘူးဖုံးတွဲကိုကြည်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစူပိုင်ရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုံးတွဲမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော် ပါရှင်ဟာဒီကားမှာတော့အမဆီယမ်မပေါ့နော်ဆီယမ်မနေရာနေတရုတ်ဆောင်လာပါတယ်ပြီးတော့အဲဒီကားလေးရာဆိုရှင်မတို့စိုက်ခေါင်ဘက်မှာသွားပြီးတော့သွားရရတဲ့ကားလေးလည်းဖြစ်တယ်ပြီးတော့ကားလေးချစ်စရာကောင်းသလိုတကယ်ကိုပညာပေးတဲ့ကားလေးလည်းပါတယ်ပေါ့နော်အဲသွားရရတဲ့အချိန်မှာဆိုလို့ရှိရင်အဲဒီကျောင်းအဲ့အဲ့ကျောင်းကလည်းတကယ်ရှိတာဆိုတော့အဲ့ကျောင်းမှာရှိတဲ့ကလေးတွေအရန်တော်တယ်အဲပြောရလို့ရှိရင်ကလေးတွေဘလို့ထင်းကျောင်းရတယ်ဒီဒီမှာဆိုလို့ရှိရင်ဆီယမ်မအနေနဲ့ဆိုလို့ရှိရင်ဒါကလေးတွေကတော့ အောင်လေးတို့အရွယ်ပေါ့အဲအောင်လေးတို့အရွယ်ကိုထိန်းရတာဆိုတော့အဲတို့တွေရံဖြစ်တာတွေအေးရှိတယ်အဲ့လိုမျိုးပေါ့သူစိုးတာတွေကိုသူစုပေးထံပေးနေထိန်းချုပ်ရတာပေါ့ပြီးတော့တကယ်အဖြစ်အပျက်ကိုရိုက်ထားတာဒီကားကလေတကယ်အဖြစ်အပျက်ကိုရိုက်ထားတာဆိုတဲ့ခါကျတော့ဒီလိုမျိုးဟိုအမတို့ ကို့ရွာဘက်ကိုပြန်တဲ့အခါမှာတချို့ကလေးတွေကတကယ်ကိုစိတ်အနှံ့ပါတဲ့ကလေးတွေရှိတယ်။ပြီးတော့ပညာသင်ချင်တဲ့ကလေးတွေရှိတယ်။အဲ့လိုပညာသင်ချင်တဲ့ကလေးလေးတွေကိုအမားတို့မြေတောင်မြောက်ပေးတဲ့အနေနဲ့ကို့ကျောင်းခေါ်လာပြီးတော့သင်ကြားပေးတဲ့အခါမှာအရင်ရောက်လာတဲ့အချိန်မှာကလေးတွေကအရန်ကိုတော်ပြီးထက်မြက်တဲ့ကလေးတွေဖြစ်လာတယ်ပေါ့။အဲအဲ့ဒါလေးကိုရိုက်တာပေါ့။ပြီးတော့အမားဒီကားမှာဆိုလို့ရှိရင်အဲ့ကျောင်းကိုတကယ်ရောက်သွားတဲ့အချိန်မှာကျောင်းကခလေးတွေကိုထိန်းကျောင်းဝင်ထိန်းကျောင်းနေတကယ်အတူယူဖို့ကောင်းတယ်။မိန်းကလေးဆိုလည်းတအားချစ်ဖို့ကောင်းတယ်။ပြီးတော့ဇနီးပုံစံဆိုလည်းတပုံစံနဲ့အဲယောက်ျားလေးတို့အဲကျောင်းရောက်တော့မှ အဲ့ကလေးနဲ့သူထမင်းစားခဲ့တယ်အဲသူတို့ဘုံဟာအကြောင်းလေးတွေကိုမအားလို့သိချင်ဟိုပြန်ပြီးတော့မေးခဲ့တဲ့အခါမှာအဲသူတို့ကစိုးရာလေးလည်းချစ်ဖို့ကောင်းတယ်သူတို့စိုးရာလေးတွေနဲ့အဲ့ဒါမှဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဟိုကြက်ကိုတိုက်ပြီးတော့တက်စားတယ်ခြံစည်းကိုထွက်ကြော်ပြီးတော့အဲ့လိုမျိုးတွေထွက်တယ်အဲ့လိုကလေးတွေကိုထိန်းကြောင်းရတာပေါ့အဲပြင်မလို့ဒီလေးကြီးရှိတာပေါ့ ရှိတာပေါ့အဲ့ဒီရွယ်လေးတွေတကယ်ထင်းရခက်တာအမကလေးတောင်မှကြီးလာအဲ့လိုရွယ်ဆိုတော်တော်ထင်းရမှာအခုကစိတ်ချမ်းသာနေသေးတယ်ဆိုတော့9နှစ်လောက်ရှိသေးလို့ဆယ်ကျော်သက်ဆိုတော်တော်ထင်းရမှာထင်းရမယ်ဆိုတို့တယောက်တစ်မျိုးစီဟိုဟိုစိုးကြမစိုးကြမယ်ဆိုတော့လည်းအဲ့လိုမျိုးပေါ့နော်ယောက်ျားလေးဆိုတော့ယောက်ျားလေးတဘာဝအဲ့လိုအဲ့လိုမျိုးပေါ့ဒီကားထဲမှာဆိုတော့အဲ့လိုမျိုးကြက်သက်စားတာတို့ကြက်တိုင်နဲ့မနိုင်လို့သက်စားပလိုက်တာတို့အဲ့ပြီးလို့ရှိရင်ချက်စီကိုကြော်ထက်ပြီးအပြင်တဘာဝကိုလေးလာခြင်းလို့ကြော်ထက်တာပြီးရင်ဆီမရိုက်ရင်လည်းရိုက်ခံတာပဲအဲ့အဲ့လိုပုံစံမျိုးတွေပြီးတယောက်တစ်ယောက်ရန်ဖြစ်တာတို့အဲ့ လိုမျိုးနေတယ်ပေါ့အော်ပြည့်မဆက်လန်းလေးဆိုတာသူတို့ဟိုလူငယ်တပောက်ဝတွေလည်းပါတာပေါ့နော်အဲ့တော့ဒီလိုမျိုးအထိကတော့နေဘက်မှာမဆိုင်ပေါ့အဲအဲ့ဒီနေဘက်မှာဒါသူတို့ဒီအဲစီးရဲနွမ်းပါတဲ့ကလေးလေးတွေပညာသင်ကြားခြင်းနဲ့ပညာသင်ကြားခြင်းတဲ့အခါမှာအဲ့အဲ့ရဲ့ဇလန်းကိုအခြေခံပြီးတော့ရိုက်ထားတဲ့ပြည့်ရမဇလန်းလေးပေါ့ပုံနဲ့တလောက်မထည့်ပဲနဲ့အများကြီးထမင်းထည့်ပြီးတော့ပို့သွားတယ်ဆိုလို့ရှိရင်ဒါဖြုံးသိရမကြောက်လားဟမ် ဒီမြေတားပွဲဆိုတာတော့အမားတို့ဒါမိဘမန်းစာကြီးတို့ဆိုတာမိဘလောက်ရတာဆိုတော့မိဘကနေတားသမီးမထားရင်မြေတားပြီးတော့အမားတို့ကဒီကျောင်းကဆီယမပေါ့အမားတို့ကအဲ့ကျောင်းကဆီယမဆိုတော့ဆီယမတွေကနေပြီးတော့ကလေးတွေပေါ်မှာဟိုထားပေးရတယ်နားလည်မှုတွေအဲပြီးကလေးတွေကလည်းတမင်ကစိုးတာတွေရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီပေါ်မှာဆီယမတွေကစိတ်ရှည်ပြီးတော့နားလည်ပြီးတော့ထင်းကျောင်းပြုတ်ပြင်ရတဲ့ဟာလေးတွေအဲ့အဲ့လိုဟာမျိုးလေးနေမြေတားနဲ့ပြန်ပြီးတော့ဟိုထင်းချုပ်ရတာပေါ့ဒီလိုကလေးလေးတွေကဟိုအကျန်းကင်လို့လည်းမရအောင်အကျန်းကင် င်ပို့ပြီးတော့ဆိုးသွားတတ်တယ်ပို့ပြီးတော့လွတ်ထွက်သွားတတ်တယ်ဆိုတဲ့အခါကျတော့အဲသူတို့ဟိုအနုနီးနဲ့မေတ္တာနဲ့ဒါအရာရာအောင်းနိုင်တယ်ဆိုတဲ့အနေနဲ့ဟိုလှုပ်ထားတာပေါ့နော်ပန်းကင်းနေရပြိုးသောပြိုးသောပန်းဆိုတာဒီလိုပန်းကင်းနေတာကလေးတွေကိုတင်စားတာကလေးတွေဆိုတာအနာဂတ်အတွက်ကလေးတွေပေါ့ကလေးဆိုတာအမတို့ကလေးတွေအရွယ်တော့မဟုတ်ပေါ့သူတို့ဒီမင်းသားမင်းသမီးအရွယ်တွေပေါ့အဲ့လိုကလေးတွေကိုတင်စားထားတာဒီเจ้าကကလေးတွေကိုအတိအကျတော့တင်စားထားတာเจ้าကကလေးတွေကိုတင်စားတာပန်းကင်းနေမှာပြိုးသောပန်း အမားတို့ဆီအမားတွေပြိုးပေးရတယ်အဲ့လိုဟာမျိုးလေးကိုတင်စားထားတာပေါ့အဓိကကတော့အဲ့အဓိကအဲ့အကြောင်းကနေဆက်မှာရှိတဲ့အကြောင်းနေဆက်မှာရှိတဲ့အကြောင်းမှာဒီလိုခလေးတွေရှိပါလားနေဆက်မှာဒီလိုအကြောင်းကြီးအကြောင်းကြီးအကျယ်ကြီးပဲအမားတို့တွေကဟိုဘယ်လိုပြောမလဲတဲကိုကအဲဘယ်လိုပြောမလဲအဲ့မှာဆိုလို့ရှိရင်ဟိုတယ်ပိုင်ရှိရယ်ကွယ်ဒါပေမဲ့လို့အဲ့အကြောင်းမှာ ရှူတင်ဖွဲ့ရောဒီလင်းလန့်ခုံချို့လို့ဆိုလဲအဲအเจ้าမှာသူကအเจ้าသူလုံးရတာအောင်လေးတို့အဲသူတို့တွေအကုန်လုံးကအเจ้าမှာပဲအဆောင်တွေမှာပဲအเจ้าတွေနဲ့အเจ้าသားတွေနဲ့ရောပြီးတော့အိတ်ကြတယ်အဆောင်ပေးတာပါသူတို့အဆောင်အဲ့လိုမျိုးဆိုတော့သူတို့တဘာဝပိုဆန်သွားတာပေါ့ခလေးနေနဲ့အတူတူနေလိုက်တဲ့အခါကျတော့သူတို့လည်းဒီထဲမှာတရုပ်ဆောင်ရတဲ့အခါကျတော့သူတို့ပိုမှုပဲလုံးရတာဟုတ်တယ်အင်းလေးမှာအဲအဲ့လိုမျိုးသူကမှတ်မိတယ်မမှတ်မိ အင်းလေးမှသွားရကြရလိမ့်ပြီးတော့အဲ့မှာဆိုလို့ရှိရင်တကယ်ဒီကားမှာတော့တကယ် presentation အရမ်းလာတယ်တကယ်အင်းလေးကဟိုဟိုပွဲနေလိပွဲတော်ရက်ဒီမှာလေတေချာသွားရိုက်ထားတာရှိတယ်ပြီးတဲ့ခါကျတော့အမတို့ဆိုအဲ့အင်းလေးရဲ့ဟိုမနက်ပိုင်းဈေးပေါ့အရမ်းလာတာပဲတခါမှမရဘူးအမအင်းလေးတို့ဘာလို့မှသွားရိုက်ဘူးအော်အမြဲတမ်းသွားရိုက်တယ်ဒါပေမဲ့အဲ့မနက်ကအစောကြီးထားတာအဲ့ဒီဈေးကိုမေးဖို့အတွက်ကိုအမတို့ဘယ်နိုင်ရလဲ၄နိုင်၃နိုင်ခွဲလောက်တည်းကထပြီးတော့မိတ်ကတိပိုင်းလိမ့်ပြီးတော့အဲ့အာယုံဈေးကိုသွားတာ အဲကောင်းတဲ့အခါကျမဆိုင်ရအဲ့မှာဈေးတယ်ပေါ့အဲကလေးလေးနဲ့ဈေးတယ်ပေါ့အမတော့ကြောင်းစီရမှာအဲ့ဂျေပေါ်ဈေးပေါ့အဲအဲ့လိုဟာမျိုးတွေရိုက်ရတယ်ဆိုတော့အရန်လာတာပဲဟုတ်ကျောင်းသူပေါ့ပြန်မှတ်ရရှိတာပေါ့အခုအဲ့ရရိုက်မှာမဟုတ်ဘူးကျောင်းသိန်းလေးကျောင်းဘွားလေးတွေ့လို့ရှိရင်ကိုငယ်ဘွားကျောင်းတက်ခဲ့တဲ့ဘွားလေးတွေတတိရတယ်ငယ်တော့ပြန်တော့ငယ်ချင်တယ်ကျောင်းစာတော့မတက်ချင်ဘူးဘယ်လိုကျောင်းစာလဲအေးငါကျောင်းပြေးချင်ကျောင်းလာကျောင်းတော့အင်းအဲ့ဒါမပြေးရဘူးလေအပြေးရပြေးလိုက်လို့ရှိရင်ရိုက်ခံရမှာပေါ့ အညောဗာလဲမင်းကလေးကြောင်လေတောင်မွေလေးတက်ခဲ့ရဆိုတော့မင်းကလေးကြောင်လည်းတည်တယ်မင်းကလေးကြောင်ယောက်ျားလေးကြောင်ဆိုတော့စိုးကြရလေအဲပြီးလို့ရှိရင်အမအချစ်တော်ကြီးထားကြတယ်ကိုအချစ်တော်ဆိုမတ်ဟိုဟာလေမတ်ပုံမမြင်အောင်အဲပုံမမြင်အောင်နဲ့အချစ်တော်အမမမမတူမအမေကိုနဲ့ဒဏ္ဍာနဲ့ကြတော့ဝင်မြင်အောင်နဲ့ကအဲဒဏ္ဍာနဲ့အဲအဲ့လိုမျိုးအဲအเจ้าမဆိုရင်အဲပြီးလို့ရှိရင်ဟုတ်တယ်အဲမင်းကလေးကြောင်ဆိုတော့တော်တော်စိုးစိုးကျိုးရင်းကြောင် ဟမ်အများကြီးပဲငငယ်တော့ကဲအချစ်တော်ပဲမေးတာနော်ကဲအဲ့လိုပဲအမှန်တကယ်တော့ဟိုမိန်းကလေးကြောင့်ဆိုတော့အပျော်ထားကြတာပေါ့နော်အကြီးတွေအဲ့တော့ကကြတော့မက်ပုံမုံနဲ့ဆိုလို့ရှိရင်က သူကအတန်းကြီးအဲကိုကငားတယ်အဲစကတ်ကလေးနဲ့ငငယ်တော့ဟောအရန်ဝရတယ်ဝေါ်တော်တော်လေးအဲပြေးလာပြီဆိုစီပိုင်းလေးလိမ့်လာကြတာခုနှစ်တန်းလောက်ကြမှဟောခုနှစ်တန်းဆိုထမင်းဆောက်ဝင်ရတာပေါ့ခုနှစ်တန်းဆိုလို့ရှိရင်အဲနည်းနည်းဖလှကျင်တဲ့ခါကျဝိတ်ချပြီးတော့အဲပိန်ပိန်သွားတာအဲငားနဲ့6တန်းဆိုစကတ်နဲ့ဆိုတဲ့ခါကျတော့ဝေါ်ဝတော်တော်လေးအဲရမပုံမောအရန်ချစ်တာအကြောင်းလာပြီဆိုလို့ရှိရင်ညီမလေးထမင်းလာစားအဲထမင်းနေလာခွန်ကျွေးရင်အဲအဲ့လိုမျိုးပေါ့အဲပြီးလို့ရှိရင်စာသဏ္ဍာန်ပေးသဏ္ဍာန်နေရေးရင်အဲအဲ့လိုမျိုးနေ Oh sorry အဲဆိုင်ရအဲ့ဘယ်လိုမှမပြီးပါဘူးသူကအဲ့လိုမျိုးပေါ့ပဲအဲ့တော့ညီမလေးအဲဗာလဲထမင်းစားလားဗာလဲညာလဲပဲခင်းဆိုင်တာပေါ့အဲ့လိုမျိုးလေးနေဘွားကပြောစရာကြီးအချိန်ကအဲဟုတ်တယ်ပြီးတော့မှ7 10ပြီးသွားတော့မှဒါဟိုအကုန်လုံးလမ်းခွဲကြတာပေါ့နော်